ကျမဒီရက်ပိုင်းနည်းနည်းမအားရနဲ့ లైవ్ ပေါ်မတက်ဖြစ်ဘူးပေါ့နော်ပြောချင်နေရတွေကတော့အများကြီးရှိတယ်အားလုံးလည်းသိစေချင်တယ်အဲ့ဒါပါလဲဆိုတော့2026ကအားလုံးအတွက်အောင်မြင်မဲ့နှစ်တစ်နှစ်ဆိုတာကိုကျမအားလုံးကိုသိစေချင်တယ်ဘာကြောင့်ဒီလိုမျိုးပြောရလဲဆိုတော့ဒီ2026က fire hose လို့ခေါ်တဲ့မင်းမြင့်နှစ်ပေါ့နော်အဲ့ဒီမှာတည်ဆောင်လာတဲ့ new energy ကကြတော့ကျေလို့ ရင်နဲ့ရမ်းမှာရမ်း energy အရမ်း strong ဖြစ်တဲ့ me energy ပေါ့နော်အဲ့ဒါအပြင်ကို host လို့ခေါ်တဲ့မြင်းရဲ့ character သူရဲ့ nature ကကြတော့အရမ်းလှင်မြန်သွက်လက်တယ်ပြီးလို့ရှိရင်အမောပန်းခံနိုင်တယ်ပြီးရင် straight straight through ပေါ့နော်ရှေ့ကိုတန်းတန်းသွားတဲ့ ဲ့ဒီခါကျတော့ကျမတို့ကဒီစီးပွားရေးနဲ့ပတ်သက်လို့ရှိရင်ပဲဖြစ်ဖြစ်အာ decision making လုပ်တာပဲဖြစ်ဖြစ်အဲ့ဒီနှစ်မှာလုပ်တဲ့လူရဲ့75%လောက်ကကိုယ်ဆုံးဖြတ်ချက်တွေအားလုံးကမှန်ကန်ပဲကိုဘဝအောင်မြင်မှု period ကိုစတင်နေအစဖြစ်တဲ့အတွက်ကြောင့်မလို့စတင်လုပ်ဖို့အတွက်အကောင်းဆုံးအချိန်လို့ပြောလို့ရတယ် ဒီနေရာမှာအားလုံးကိုခြုံငုံပြီးပြောရလို့ရှိရင်နိုင်ငံရေးပဲဖြစ်ဖြစ်ဥဆောင်မှုပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်အသည့်စတင်ခြင်းတွေလာမယ်ဆိုတာကိုကျမတို့ဆရာကြီးတွေပြောထားတယ်။ကျမဆိုလို့ရှိရင်2024နဲ့2025ကိုဖြတ်တန်းလာတဲ့ တခြားကိုပြန်ပြီးစဉ်းစားကြည့်တဲ့အခါမှာပြန်သုံးသပ်ကြည့်တဲ့အခါမှာ2024တုန်းကနဲ့မတူပဲထူးထူးခြားခြား2025ဟာကိုဘဝကိုကောင်းမွန်တဲ့အရွေးတစ်ခုကိုရှောက်လန်းနိုင်မဲ့ဆုံးဖြတ်ချက်တွေအသိပညာတွေရခဲ့တယ်လို့ပြောလို့ရတယ်2026ခုနှစ်တစ်ခုနှစ်လုံးဟာကျမဘဝနောက်ထပ် next chapter တစ်ခုကိုဖွင့်ဖို့အတွက်တော့တချောင်းရခဲ့တယ်လို့ အာကိုကိုကိုယူဆလို့ရတယ်သုံးသပ်မိတယ်ပေါ့နော်အဲ့ဒါအပြင်ကိုကျမစီမှာလာတဲ့ client တွေတော်တော်များများကလည်းသူတို့ပြီးခဲ့တဲ့ chapter တုန်းကမှားခဲ့တဲ့အမားတွေအားလုံးကိုတတိထားမိလာတယ်သူတို့ဘာတွေလွတ်ထွက်သွားတာလဲဒီအခက်ခဲတွေဒီပြဿနာတွေဒီဆုံးရှုံးမှုတွေကဘာကြောင့်ဖြစ်လာတာလဲဆိုတာကိုသူတို့စတင်ပြီးတော့မှတတိထားမိလာတယ်အဲ့ဒီအပြင်ကိုဓာတ်တွေကို ပြင်ဆင်ဖို့ action စယူလာတဲ့အချိန်ကာလလို့ ပြောလို့ရတယ်2025ဟာဒီ2026မှာကောင်းမွန်မှုတွေစတင်ဖို့အတွက်ပြီးခဲ့တဲ့ past period ကမကောင်းတဲ့အရာတွေအညစ်အကြေးတွေအခိုက်အတန့်ကာလတွေကိုစပြီးတော့မှအဆုံးသတ်တဲ့နှစ်လို့ပြောလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်လည်း ီ2024ရှေ့ပိုင်းကာလတွေမှာအရန်ကမှကြမ်းကြမ်းတန်းတန်းဖြစ်ခဲ့ရတဲ့ဘဝပေါ့နော်အဲ့ဒီအချိန်ဒီကာလ2025ကိုဖျက်သန်းလိုက်တာကိုပြန်ကြည့်တဲ့အခါမှာဒီဆိုးရွားတဲ့အရာတွေကတဖြည်းဖြည်းနဲ့ပါသွားပြီးတော့မှဘဝဟာဆိုးရွားတဲ့ကံနာတွေဒီ experience เนี่ยတဖြည်းဖြည်းနဲ့အဆုံးသတ်လာတယ်တဖြည်းဖြည်းနဲ့ချုပ်ငြိမ်းလာတယ် အဲ့အပြင်ကိုနောက်ထပ်2026ကိုစတင်ဖို့အတွက်ကိုဟာဘယ်လိုခရီးကိုရှောင်မလဲဘယ်လို chapter တွေကိုစပြီးဖွင့်မလဲဘယ်လိုလုပ်ငန်းတွေကိုစပြီးလုပ်မလဲဆိုတဲ့ idea တွေတစ်ဖြစ်ရာအားလုံးကရှင်းရှင်းလင်းလင်းသိလာတယ် ကိုစတင်လိုက်လို့ရှိရင်ဘလောက်ထိအောင်မြင်မှုရှိလာမလဲဘလောက်ထိကိုအတွက်အကျိုးရလဒ်တွေရှိလာမလဲဘလောက်ထိကိုပတ်ဝန်းကျင်ပေါ်မှာတက်ရောက်မှုရှိလာမလဲဆိုတာတွေကိုအာခန်းစားကြည့်လိုက်တဲ့အခါမှာအလုံးက pure positive လုံးဝကိုမှအကောင်းဘက်ကိုရမယ်ဆိုရဲခန်းစားချက်တွေ sense တွေနော်အာယုံနေရနေတဲ့အနေအထားရှိတာပေါ့နော်အဲတော့2026က75%သောလူတွေရဲ့ အာ new beginning ဘဝသစ်စဖို့အတွက်စတင်တဲ့နှစ်ဖြစ်ပါလိမ့်မယ်။အဲဒီနှစ်မှာ flying star လို့ခေါ်တဲ့ကျယ်ကလေးလုံးပြောင်းပါတယ်။အဲဒီမှာစပြီးတော့မှ ပြောင်းတဲ့ prosperity လို့ခေါ်တဲ့ကျွယ်ဝချမ်းသာခြင်း star ကလူလို့ခေါ်တဲ့ ding dong star ပါ။ဒီ star က အာအတိတ်ပဲခွင့်စိတ်ဆိုရမယ်ဆိုလို့ရှင်ပေါ့နော် starting energy ပေါ့ starting energy ဆိုတာကစတင်တဲ့စွမ်းအင်ရှိတယ်ဒီ star တွေအလုံးမှာ lucky star လို့ပြောလို့ရတယ်ကံအကောင်းဆုံး star ပေါ့နော်ဒီ star စတင်ပြီးတော့မှချိန်ပြီးတော့မှပေါ်ထွက်လာတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့စီးပွားရေးနဲ့ပတ်သက်လို့ရှင်စပြီးတော့မှအချိန်ဟုန်ပြင်းပြင်းနဲ့အောင်မြင်လိမ့်မယ် ့ချိန်မှာစီးပွားရေးလုပ်ငန်းချင်းရှင်တဲ့အခါမှာဘလူလူတွေကပို့ပြီးတော့မှ အောင်မြင်မလဲဆိုရင်ကျမတို့ဒီ fire energy ပါဝင်တဲ့လုပ်ငန်းဖြစ်တဲ့ဒီ media social media တွေနဲ့ပေါင်းပြီးတော့မှ online business နဲ့ပေါင်းပြီးတော့မှချိတ်ဆက်ထားတဲ့လုပ်ငန်းတွေဆိုလို့ရှိရင်တာမန် run နေတဲ့ business တွေတဲ့ပို့ပြီးတော့မှထုတ်ထိတ်ကိုရှောင်းမဲ့နှစ်လို့အာကျမတို့ပြောလို့ရတယ် အချုပ်ပြောရမယ်ဆိုလို့ရှိရင်2026က reborn year အ power starting year renew year ဖြစ်တယ်အဲ့တော့အသစ်စတင်မယ်ပြီးခဲ့တဲ့စာကဲတစ်ခုကစပြီးတော့မှချုပ်ငိမ့်မဲ့ကာလနောက်ထပ်နှိမ့်စကဲအသစ်စတင်မဲ့ကာလဒီစတင်ခြင်းကလည်းအကောင်းနေစတင်မဲ့ကာလဆိုတာကိုကိုကတိထားဖို့လိုအပ်တယ် မင်္ဂလာပါကျမတို့2026က fire hose မြင်းမြင့်နစ်ကိုရောက်ပြီဆိုတာကျမမကြာခဏပြောလေးရှိပါတယ်အဲ့ဒီထင်မှာမှဒီတစ်ခေါက်ပြောပြကြင်တာက2026အတွင်းမှာစတင်ဖို့ရင်းနှီးမြှုပ်နှံဖို့အကောင်းဆုံး business ၃ခုကိုပြောပြကြင်ပါတယ်ကျမတို့ကလာမယ့်နှစ်က fire me energy တည်ဆောင်တဲ့နှစ်ဖြစ်ပါတယ်ဆိုတော့ကျမတို့က ီနှစ်မှာဘယ်လိုစီးပွားရေးလုပ်ငန်းတွေလုပ်ရင်ကျမတို့အတွက်အကျိုးများစေတယ်လဲဆိုတာကိုသိရှိရှင်းလဲဆိုရင်ဒီဗီဒီယိုလေးကိုစက်ပြီးကြည့်ပါကျမကတော့ Feng Shui Master Feng Shui Practitioner ချင်မှုဖြစ်ပါတယ်ဆိုတော့2026အတွင်းမှာကျမတို့ဘလုံးလုပ်ငန်းတွေကနေပြီးတော့မှအကျိုးအမြတ်များစွာရရှိနိုင်လဲဆိုရင်ပထမဦးဆုံးလုပ်ငန်းကတော့ မီးနဲ့ဆိုင်တဲ့လုပ်ငန်းတွေပါမီး energy ကိုအသေးဆောင်ထားတဲ့လုပ်ငန်းတွေကနေပြီးတော့မှကျမတို့ကအကျိုးမြတ်တွေများစွာရရှိနိုင်ပါတယ် business type တွေကတော့ social media လုပ်ငန်းတွေ content creation လုပ်ငန်းတွေအမ်ပြီးရင် teaching ဘိုင်းတွေသင်ကြားရေးဘိုင်းတွေပေါ့နော်အဲ့ဒီမှာအွန်လိုင်း coaching တွေလည်းရတယ်နောက်ပြီးလို့ရှိရင် offline coaching တွေလည်းရတယ် teaching coaching business knowledge business whatever ပေါ့နော်အဲ့ဒီ business တွေကနေပြီးတော့မလဲကျမတို့အများစွာတော့အကျိုးမြတ်တွေရနိုင်ပါတယ်နောက်ထပ် business ကတော့ကျမတို့အဲဒီမြေနဲ့ဆိုင်တဲ့လုပ်ငန်းတွေပေါ့နော် hotel တွေနောက်ဘလို့ရှိရင်ကျမတို့ ancient မြေတွေဒီ business တွေကနေပြီးတော့မှကျမတို့ကအကျိုးမြတ်တွေများစွာရရှိနိုင်ပါတယ် ဒီကလာတဲ့ energy ကကျမတို့က fire host မှာ fire ရဲ့ energy ကိုယူပြီးတော့မှမီးမီးဟာဆိုရင်မီးကိုထိန်းချုပ်နိုင်တဲ့ energy တစ်ခုဖြစ်ပါတယ်။ဆိုတော့မီးနဲ့နဲ့မှာကျမတို့ညှိထက်ပါတဲ့ business တွေဖြစ်တဲ့ဒီ real estate construction ဆောက်လုပ်ရေးလုပ်ငန်းတွေနောက်ပြီးလို့ရှိရင်အိမ်ချမ်းမြေကျောင်းဝင်းငါလုပ်ငန်းတွေနောက်ပြီးလို့ရှိရင် hotel ဘိုင်းတွေနောက်ပြီးလို့ရှိရင် resource ပေါ့နော်အဲအပန်းဖြေ camp နေလောက်တာတယ်ဒီကနေပြီးတော့လဲအကျိုးမြတ်တွေများစွာအရရှိနိုင်ပါတယ် နောက်တစ်ခုကတော့ကျမတို့ health and wellness ပေါ့နော်ဒီကျန်းမာရေးနဲ့အဲကြံ့ခိုင်ရေးကိုကိုစားပြုတဲ့ business လုပ်ငန်းတွေကအရန်ကိုမှအချိန်ဟုန်နဲ့မြင့်မြင့်မားမားနဲ့အကျိုးမြတ်တွေရနိုင်တယ်ဥမာ jam နဲ့အားကစားခန်းမတွေနောက်ပြီးလို့ရှိရင် healing center တွေ wellness center တွေဒီ center တွေကနေပြီးတော့မှအရင်ကနဲ့မတူထူးခြားတဲ့အောင်မြင်မှုတွေဝင်ငွေတွေရရှိလာနိုင်မှာဖြစ်ပါတယ်ဒီစစ်တင်ပါတယ်ရှင်